အားလုံးပဲမင်္ဂလာပါဆိုကျွန်တော်နာမည်ကတော့ခိုးဖြစ်ပါတယ်ဆိုကျွန်တော်ရဲ့ကုန်နံပါတ်ကတော့ S107 ဖြစ်ပါတယ်ရန်ကုန်မြို့ကနေပြီးတော့လာရောက်ပတ်ဝန်းကျင်ဖြစ်ပါတယ် တချင်းတွေကျွန်တော်စပြီးတော့စိတ်ဝင်စားတဲ့အချိန်ကတော့ကျွန်တော်တချင်းတွေနားထောင်တတ်တဲ့အချိန်ကလေးရပါတော့နော်တကယ်တမ်းအဲ့လိုမျိုးစပြီးတော့အဲ့လိုကိုကဝါသနာပါရဲဆိုတာတည်လာတဲ့အချိန်ကတော့ကျွန်တော်၃နဲ့၄တန်းလောက်ကပါတော့နော်ဆိုတော့၃နဲ့၄တန်းလောက်မှာကျွန်တော်စင်မမာတချင်းတွေပါရဲဆိုတော့စပြီးတော့အဲ့လိုမျိုးစူကြီးရဲ့အချိန်မှာကျွန်တော်အရန်အဲ့လိုမျိုးပျော်ရွှင်လဲပေါ့နော်ဒီခံစားချက်ကိုရတဲ့အတွက်ကျွန်တော်တချင်းကိုအရန်သဘောကျရဲဆိုတော့ကျွန်တော်အဲ့အချိန်မှာစပြီးတော့တည်လာတာပါတော့နော်ကျွန်တော်ဒီ season မှာပါဝင်ဖြစ်တဲ့တချင်းနာမည်ကတော့ တနေ့လို့အမည်ရပါတယ်ဆိုတော့တချင်းအကြောင်းအရာလေးကဘယ်လိုမျိုးလဲဆိုတော့သူနဲ့ကျွန်တော်လည်းဝေးကွက်သွားပြီပေါ့နော်ဆိုတော့ဝေးကွက်သွားတဲ့ချိန်မှာအာငါမင်းကိုစောင့်နေရပေါ့နော်ငါတို့တနေ့ပြန်ဆောင်ရမယ်ဆိုတော့အဲ့လိုမျိုး concept လေးကိုကျွန်တော်ပေးထားတယ်ပေါ့နော်ဒီတချင်းမှာဟုတ်ယုံကြည်နေတဲ့တနေ့မင်းပြလာမယ်နေရာစားကပြစားကြမယ် baby ကိုလည်းကိုမြဲတော့စောကိုင်းတာပါ baby လတ်လုံးဖြစ်ချင်ဆုံးဆန်တာကတော့ကျွန်တော် album လေးတစ်ခုထုတ်ကြရမှာလို့ဆို EP album လေးပဲဖြစ်ဖြစ်ကျွန်တော်အရှင်၆ပုတ်9ပုတ်လောက်ပါမယ် album လေးတစ်ခုတော့ကျွန်တော် loss ရောတည်ရပါဘောနော်ကျွန်တော်နာမည်ကတော့ comment မှာအဲကျွန်တော်ကုန်းနံပါတ်ကတော့ S1078 ဖြစ်ပါတယ်ဒီ season မှာကျွန်တော် အလိုသချင်းလေးကိုကျွန်တော်အကောင်းဆုံးလုပ်ထားတယ်အကောင်းဆုံးဖန်တီးထားတယ်အဲကျွန်တော် audience တွေကြိုက်ဖို့လည်းကျွန်တော်မျှော်လင့်ရပါတော့အကောင်းဆုံးဝိုင်းပြီးတော့အလိုလိုနားဆင်ပေးကြဖို့လည်းကျွန်တော်ပြောချင်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ